ဂရစီလမ်းကြောင်းကိုသွားမယ်ဆိုရင်ယူကော့ပွဲကမဖြစ်မနေဖြတ်သားမယ်ကစားယူကော့ပွဲမရှိလို့ဖြစ်မှာမဖြစ်ဘူးအဲ့တော့ယူကော့ပွဲဒီခင်ဗျစိတ်ပါတူတည်ပါပါတူဖြစ်စီယူကော့ပွဲကရှိကိုရှိရမယ်ဒါကြောင့်ကျွန်တော်တို့ကဘယ်ပေးရကဲပေးအော်နိုင်ငံရေးခန့်ခန္ဓာကိုပြစ်တည်ရေးလို့ဆိုရစားရပေါင်းပြီးတော့ပါတီတူရမ်ပုံပဲ ਨੇ ပေါင်းပြီးမဲဆွဲတာမဟုတ်ဘူးကိုပါတီကိုမဲပြစ်ပါလို့ပြောတာမဟုတ်ဘူးအခုဆိုရင်မကြည့်နော်ဆန်းဆန်းခန်းလိုက်ရှုပ်ွယ်ဟိုဘက်အာဒါဒီလိုကာလအိမ်မှာပျော်နေတာဘာဖြစ်တယ်ညာတော်အကုန်လုံးက တက်တက်ကြွကြွအားပေးတာနော်ကြည်လိုက်ဘာမှတော့တိတ်မပြောရဲတော့ဆိုတော့နှစ်တည်းကလည်းကြာလာပြီလူငယ်တွေဒီတမပိတ်လောင်မွန်းချက်နေတာကြာသူတို့ရဲ့အပေါက်သူတို့သိတယ်ဒါလောက်ကတော့ကြာလာလေလေဒီဟာတွေကိုကျွန်တော်တို့ကိုယ့်အကကိုပျော်ရွှင်တာလူငယ်တွေပြောတာဘာဖြစ်ရှိတော့ပြောရမှာရဲရဲပြောပြောရုံနဲ့မကသိဘူးခုနပြောသလိုအ ਨੇ ဆုံးတော့ တော်လန်မျိုးတွေအားလုံးပဲငလင်ပေးနေမိပေးတာမှာများဆုံးဂိမ်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် revolution channel လေးရဲ့ပြန်လည်ကြိုဆိုင်ပါရယ်ဗီဒီယိုလေး reaction မလို့ topic ကမှာတော့ဒီနေ့ဇွန်လ10ရက်နေ့တနင်္ဂနွေနေ့ရက်မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ပေါ်ပါပြန်တော့ဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲသုံးနေကြည့်ရှိဖို့ဒီနေရာမှာထပ်မံတောင်းဆိုလိုက်ပါရယ်အားလုံးသိတဲ့အတိုင်းပဲလက်ရှိချိန်ဒီမှာကတော့ရွေးကောက်ပွဲမကြခင်မှာကျင်းပတော်မှာဖြစ်တဲ့အတွက်ကြံ့ခိုင်ရေးနဲ့ဖွင့်ဖြိုးပါတီလို့ခေါ်တဲ့ကြက်ဖို့ပါတီကနေပြီးသူတို့အနေနဲ့အင်တိုင်းအားတိုင်းနဲ့လုံးဝကိုမှလူအင်အားငွေအင်အားနဲ့ တက်တိုက်တော့ပါအင်အားကြီးကြီးမားမားနဲ့သူတို့တွေပြင်ဆင်ထားပြီးတော့နောက်တက်မဲ့သမရရွေးကောက်ပွဲသမရဖြစ်ဖို့အရေးကိုအရန်ကိုပဲစိတ်အားထက်သန်နေတယ်လို့ပြောလာတာလို့တွေ့ရပါတယ်။အနောက်ပတ်သက်ပြီးတော့ဒီကောင်တွေကိုစကားနဲ့ပြောရတာမတန်လို့တချင်းတစ်ပုတ်နဲ့ပဲဒီကောင်တွေကိုပြောလိုက်ပါတော့မယ်ဗျာ။ဟဲ့လာကြလန်တဲ့ဖက်တဲ့ချမ်းမြေလို့ကိုမချမ်းကျဆူဆိုင်ချီ ရောင်းစုံနေနဲ့ကတော့စီကောင်းဆောင်များက၎င်းတို့ရဲ့ဂျိုးစီဘွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်ဒီနေ့မှတည်ယူထားစီမှာဒီနေ့မှဆိုရင်တော့1582ရက်ရှိပြီ။ပြပါလေတာအတွင်းစစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစီးမှာတော့ရှမ်းပြည်နယ်ပင်တော့မြို့နယ်မှာရေတွက်လို့မြင်ရတဲ့ဒီများပါတယ်။ဒီခိုင်မီနယ်ကြောက်ဖြူမြို့နယ်မှာတကောင်ရှမ်းပြည်နယ်မှာ6ဦးလင်းဝင်ရောက်ပြီးတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာ3ကောင်တဦးကိုတော့ရှင်မိခဲ့ပြီးတော့ပဲခူးတိုင်းညောင်လေးမြို့နယ်မှာတကောင်နဲ့ပြင်းပြင်းနဲ့မြောက်ရီမြို့နယ်မှာတဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းငလင်ပြည်မှာလေကြောင်းတိုက်ခတ်မှု905ကြိမ်ပြုလုပ်ပြီးပြည်သူ436ဦးကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီကတလအပြစ်ခတ်ရက်စဲလိုက်ပါရဲဆိုပြီးတော့စစ်ကောင်စီကနေပြီးတော့တလယာယီအပြစ်ခတ်ရက်စဲရေးကိုထက်မှန်ပြင်ညာလုပ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒါဟာစစ်ကောင်စီကယနေ့ဇွန်လ1ရက်နေ့မှဇွန်လ30ရက်နေ့အတွင်းယာယီအပြစ်ခတ်ရက်စဲတာမျိုးဖြစ်ကြောင်းအင်အားပြင်းမန္တလေးငလင်ကြီးလှုပ်ခတ်မှုကြောင့်ခိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သောငလင်ဒဏ်သင့်ပြည်သားများ၌ကုညီကယ်ဆယ်ရေးနှင့်ပြည်နယ်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့် ဆောင်ရွက်နိုင်စီရင်ပြီးရကြောင်းလက်ရှိကာလမှာလည်းအလင်းတနည်းဒေသများ၌ထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရဌာနရုံးများပြည်သူများရဲ့အသက်အိုးအိမ်နဲ့လမ်းမဆက်သွယ်ရေးလုပ်ငန်းများပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုင်းအားတိုင်းလက်လက်ဆောင်ရွက်ရလျက်ရှိပြီးနိုင်ငံတကာကလည်းအကူအညီမှုများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ဒါပြင်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကိုယခုနှစ်အတွင်းမှာဖြစ်မနေကျင်းပဆောင်ရွက်နိုင်ရေးတိုးတင်ပြင်ဆင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ပါတီစုံဒီမိုကရေစီဖြွေဖြွေရေကောက်ပွဲကျင်းပခြင်းနဲ့ပြည်နိုင်ငံလုံးရှိစံနာမဲပေးပိုင်ခွင့်ရှိသူပြည်သူများအလုံးစံနာမဲများပေးနိုင်ရေးဒေသအလိုက်တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်လျက်ရှိကြောင်းစစ်ကောင်စီကပြောထားပါဗါးပလင်းပေါ်ပွေးတက်ပြီးရောကိုရမေစုသမရာကြီးကိုအထက်ကိုထဲထားပြီးသူကရွေးကောက်ပွဲကိုတုတ်ချင်သေးတယ်သူပြည်သူတွေကပြန်နေတောင်းဆိုနေသေးတယ်ပြီးတော့ငြင်းဝင်ပြပြောင်းအောင်နဲ့တော်လိုင်းရေးတက်တွေကလည်းလိုအပြစ်ခက်ရဲဆဲမှုကိုလိုက်နာပေးဖို့တောင်းဆိုနေတာဒီပြစ်ခက်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားသည့်ကာလတွင်တိုင်းရင်းသားနိုင်ငံဖွဲ့များနဲ့အခြားနိုင်ငံဖွဲ့များနေဖြင့် အများပြည်သူတွာလာသုံးတွေပဲရှိသောဆက်သွယ်ရေးလမ်းကြောင်းများနောက်ဆက်တိုက်ခတ်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူတို့ရဲ့အသက်အိုးအိမ်စီးစဉ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်လုံဆောင်ရရှိသောလုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့စစ်တပ်များကိုထိခိုက်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တပ်စခန်းများတိုက်ခိုက်ခြင်းဌာနချုပ်ကိုနောက်ဆက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမိအင်အားစုဆောင်းခြင်းပြင်ဆင်စုဖွဲ့ခြင်းနေမြေချွတ်တွေခြင်းများကိုမပြုလုပ်ရန်ထိုကဲ့သို့လုံဆောင်မှာကတမတော်နေဖြင့်ပြည်သူလူထုကိုကာကွယ်သောအဖြစ်လူဝတ်သည့်ရေးဥတုံးမှုများကိုစောင့်ရသောမည်ဖြစ်ကြောင်း ်တကောင်စီကပြောထားပါတယ်အားလုံးမြင်တဲ့အတိုင်းပဲဒီကောင်ကတော့ပြောချင်တာတွေကိုပြောနေမှာပဲအဲကိုရီးယားကျိတ်ရှင်စရာရှိတာကိုကျိတ်ရမှာပဲနောက်ထပ်သတင်းတွေပေါ်မှာတော့မြန်မာနိုင်ငံတဝန်းစခန်းသိမ်းမြို့သိမ်းထင်းသာမြင်သာရှိသောစစ်ပွဲအောင်နေသည့်တိုက်ခိုက်နိုင်သောအရာရှိနဲ့စစ်တပ်များကိုအသက်အရွယ်အရေးချင်းကန့်သတ်ချက်မှာထားပဲဓာတ်ဒူးယာကံများတိုးပြီးမြေပြင်ကြောင်းမင်းအောင်နိုင်ကမလုံးပေးညွှန်ကြားချက်တွေကိုထုတ်ပြန်လိုက်ပါတယ်အကြမ်းမဆစ်ကောင်စီကလာမယ့်နှစ်ကိုပတ်မှာရွေးကောက်ပွဲကျင်းပမြေပြင်ကြောင်းတို့ကြောင့်နိုင်ငံတော်တည်ရင်လုံခြုံရေးအတွက်တပ်သားများအားလုံးပါဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်းနေမီတည်ရင်အေဂျင့်တာရင်းနဲ့ဥပဒေစိုးမိုးရေးဆောင်ရွက်မှာ စခန်းသိမ်းမျိုးသိမ်းနဲ့ဆုံးရှုံးနေပြီများပြန်လည်ရရှိရေးတိုက်ပွဲနိုင်ရရှိသည့်အထိတိုက်ခိုက်နိုင်သောအရာရှိစစ်သည်များအလုံးကိုအသက်အရွယ်ပညာရည်ချင်းနှင့်ယာဒုဆိုင်ရာကန့်သတ်ခြင်းမှမထားဘဲယာဒုတို့အစဉ်တိုးမီဖြစ်ကြောင်းပုံပြင်ထိုက်တိုက်တန်တန်လေးစုချအောင်မီဖြစ်ကြောင်းကိုလည်းသိရှိရပါသည်စကန်သိလူသိနဲ့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြင်အောင်တိုက်ပွဲတွေမှာနိုင်ရရှိရင်ဓာတုတို့ဆင်တိုးပေးမယ်။အဲဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်ချင်းကန့်သတ်မထားတော့ဘဲတိုးပေးမယ်လို့လည်းညွှန်ကြားချက်ထုတ်လာပါဗျ။ပြင်သာမြင်သာရှိတဲ့တိုက်ပွဲအောင်နိုင်မယ်ဆိုရင်တော့ သူစစိတ်တွေပါပေးမှဖြစ်ပြီးတော့ကိုထောက်ခံပြီးလူတန်းမှုတွေပြုလုပ်တဲ့ပေသူလူလူနဲ့နုပညာရှင်တွေအားလုံးကိုလည်းသတ်မှန်ပြီးတော့စုစိတ်တွေဝတ်စိတ်တွေကိုကြီးမြင့်တော်မှဖြစ်ကြောင်းလည်းမင်းအောင်လိုင်းကပြောဆိုထားတာကိုသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အားလုံးသိတဲ့အတိုင်းပဲနုပညာရှင်တွေကခန့်စီသူကတော့စစ်တပ်ကိုလုံးဝကိုတရားကနုထောက်ခံသူဖြစ်ပြီးတော့စစ်တပ်တွေလည်းထောက်ပံ့မှုတွေကိုတော့ဘယ်လောက်တော့လုပ်ပေးလဲဆိုရင်တော့မင်းအောင်လိုင်းလက်ရှိချိန်မှာတော့မင်းအောင်လိုင်းဟာအကယ်ဒမီခန့်စီသူကယနေ့အချိန်မှာစပြီးတတိယသူရမမဏိဇောတဒရဗီတမဒရအကယ်ဒမီခန့်စီသူပေါ်တွင်စီရန် ဝယ်ဒစီများပေးလိုက်ကြောင်းသိရှိရပါတယ်။ကော်မရှင်ရောင်းဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုများအတွင်တည်နီတုဒ္ဓမမဏိဇောတာတရာအဘိဓမ္မာတရာအကယ်ဒမီခန့်စီသူကစားသောက်ကုန်များပေးရလှူဒန်းခြင်းခံနာကိုဒီကနေ့နေ့လယ်ပိုင်းကပြည်တော်စုရေကောက်ပွဲကော်မရှင်ရောင်းအစည်းအဝေးခန့်မှမှကျင်းပပြုလို့ရ။ပြည်အောင်စုရေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုဒုတိယဥက္ကဋ္ဌနဲ့ကော်မရှင်ဖွဲ့ဝင်များတာဝန်ရှိသူများနဲ့အလှူရှင် အကယ်ဒမီခန့်စီသူနဲ့အဖွဲ့တို့တက်ရောက်ကြပါရစေ။ ခန်းနာမှာတည်သူဓမ္မမဏိဇောတာတရာအဘိဓမ္မတရာအကယ်ဒမီခန့်စီသူကစက်သိန်း200တန်ဖို့ရှိစံစီရေတန်းနဲ့စားတောက်ကုန်များကိုပေးရလှူဒန်းရာပြည်တော်စုရေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကလက်ခံရယူပြီးဂွန်ပြုတ်မှတ်တမ်းလွှာပြန်လည်ပေးရခါပြည်တော်စုရေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့တယ်လို့သတင်းရရှိပါရရှင်ဒီကိုခန့်စီသူအကြောင်းကျွန်တော်ပြောချင်တာပါဗျာကိုခန့်စီသူရေ ဒုက္ခရောက်နေတာလေအဲ့ဒီရွေးကောက်ပွဲကော်မရှင်တွေကဒုက္ခရောက်နေတာမှန်ပေမဲ့သူတို့ကအ ਨੇ စုပါခမောင်းကိုထမင်းကျွေးရတဲ့ပြည်သူတွေဒုက္ခရောက်နေတော့ခမောင်းနည်းနည်းလေးစဉ်းစားပါပြည်သူတွေဘက်ကလည်းငဲ့ပါအောင်လို့ဒီနေရာနေပြီးတော့ဘောမှခန့်စီသူကိုဒီနေရာနေပြီးတော့ပြောလိုက်ပါတယ်ခမောင်းဒီမိုကရေစီနိုင်ငံကိုတွားမယ်ဆိုရင်ရွေးကောက်ပွဲကမဖြစ်မနေဖြတ်သားမယ်ကိစ္စရွေးကောက်ပွဲမရှိလို့ဖြစ်မှာမဖြစ်ဘူး ဲ့တော့ယူကပွဲဒီခင်ဗျာစိတ်ပါတိဖြစ်စီဘာဘာဖြစ်စီယူကပွဲကရှိကိုရှိရမယ်ဒါကြောင့်ကျွန်တော်တို့ကဘယ်ပေးရေကဲပေးဒါဟိုနိုင်ငံရေးခန့်ခန္ဓာကိုပြစ်တင်ရေးလို့ဆိုရဥစားပြီးပေါင်းပြီးတော့ပါတီတစ်ခုလုံးပုံပွဲနဲ့ပေါင်းပြီးတော့မဲဆွဲတာခုတ်ခုတ်ပို့ပါတီကိုမဲပြဖို့ပြောတာပို့ပေါင်းပြီးတော့ဒူဒီဟာဒီဒီကပ်ပေါင်းပြီးညားနေတာပေါင်းပြီးညားနေတယ်ရှိဖြစ်ရတယ်နိုင်ငံတော်ကြည့်ရတယ်ပြောပြီးလေဒါကိုကျွန်တော်ဒီကဲပေးလုပ်တာစတယ်ပါပို့ပွဲကော်မရှင်ကမိတ်ထွက်ပေါ့မဲဆန္ဒတင်ပြီးထွက်ပါကျွန်တော်တို့ကတော့ဒီမဲ့ကျွန်တော်မှအင်အားအပြည့်ရှိတယ် ကိုတော့မှပို့ပို့သေးသေးတယ်ဒေါ်လာစီကကိုစရဲအရေးချင်းတတ်မှတ်ချက်တွေလည်းထွက်မလာသေးဘူးထွက်မလာသေးလို့ကျွန်တော်တို့ကအရင်ဟာလေးကိုတွေ့တယ်ဟိုစူပါစုညွနဲ့တပြူပါမလို့၄ရောက်၅ရောက်ကြာထားပရမဒုတိယတတိယစုထားရဲ့လို့မင်းတို့အဲ့လိုအတမနဲ့ကြာထားအဲ့စင်းလေးမင်းတို့ဒို့ပေးသူကဟိုတတိယပို့စုနဲ့တက်ကောင်ပေါ့ထောက်ကောင်မရှိဘူးရှိတယ်ပြီးတော့မှဒို့စုပြတ်ဒီတွန်းရောမှာကုသလည်းပြည့်ရှိအာဒီငလင်ကအခုကျော်မလာ28နေပါဖြစ်တယ်မလားဖြစ်တော့ကျွန်တော်ရုံးမှာရှိတယ်ရမဏပြောလို့ရှိရင်ကျွန်တော်ဒါလည်းအရင်ဖြူးလေဗျာ 28 29ကိုတည်ရင်တော့ကျွန်တော်ဘာမှတိတ်ပြီးတော့မလုပ်နိုင်ဘူးကျွန်တော်ပါတီမှလည်းအများကြီးဖြစ်သွားတာပေါ့နော်ဟိုပါတီမှလည်းယုံတွေလည်းပြက်တယ်နော်တန်နိုင်ငံလုံးအခုဖြစ်တဲ့နေရာ6နေရာပေါ့နော်စကိုင်းမန်းလေးတည်ပြီးတော့နော်ရှမ်းတောင်မကွေအဲဘကိုဒီ6နေရာဖြစ်တာပေါ့ကျွန်တော်နေပြီးတော့မှတော့အသေးဆုံးပြီတန်နိုင်ငံလုံးဆိုရင်ခုကျွန်တော်35ရောက်တက်ဆုံးချုံပါတီဝင်တွေလေ34ရောက်ဓာရရတယ်အိမ်တွေယုံတွေကဟို1083လောက်ပြားပြားပဲဖြစ်သွားတယ် ိုကိုကတော့ကနေကိုပေါ့လက်မှတ်ထားပြော28 29ကျွန်တော်တို့ဘာမှတိတ်လို့လို့မရဘူးတိုးတော်လဲ30နဲ့မနဲ့ကစားပြီးတော့ကျွန်တော်တို့ကအနိုင်ငံပါတီဆိုတော့ပြည်သူကိစ္စကိုလည်းကျွန်တော်ဆောင်ရတာပေါ့တစ်ဖက်ကကိုကိစ္စကိုလုပ်ရင်းနေပေါ့တစ်ဖက်ကလည်းကျွန်တော်တို့ဝေစကားပြောနေဟိုအရေးပေါ်ငလျင်တန်းကူညီကေစေးအလုပ်ဖွဲ့ဆိုအက်ထော့ကဖွဲ့ဖွဲ့လိုက်တယ်ကျွန်တော်ဥဆောင်ပြီးတော့အဖွဲ့ဖွဲ့တာပေါ့အဲ့ဒါနဲ့ dog shop ကျွန်တော်တို့လုပ်တာပေါ့ပထမဆုံးကဘာလုပ်လဲဆိုတော့လိုအပ်ပေးတဲ့လုပ်ငန်းတွေအုပ်သေးတာတွေစားပြီးတော့ဘယ်တော့ပါလဲအုပ်သေးတဲ့အစီအစဉ်တွေဒါကျွန်တော်ဆောင်ပေးတယ်ဒုတိယကတော့အာရဒါနာပေါ့ တနေ့ကိုကျွန်တော်တို့မနေ့ပိုင်းတထောင်စာညနေပိုင်းတထောင်စာကြားနေမှာပါနော်ဒီဒီဒီနေ့ပြီးတော့မှာနော်ဒါတွေကျွန်တော်ချက်ပြုတ်ကြွေးမွေးတဲ့ခါတွေကျွန်တော်လုပ်တယ်တတိယကကျွန်တော်တို့တွေးလူထားတဲ့ကိစ္စတွေဒါတွေကျွန်တော်တို့လုပ်တယ်စုထားကတော့ဟိုကျွန်တော်တို့လိုအပ်ချက်တွေကျွန်တော်နိုင်ငံရဲ့သမိုင်းမှာတပီးထိုးရမယ့်အဓိကပူဇော်ကြီးနောက်ရှိပါတယ်စစ်သူရဲကောင်းတွေတော့မဟုတ်ပါဘူးမဲလိမ်မဲခိုမဲညင့်လုပ်ခဲ့တဲ့ဘုချုပ်တွေပါအခုကြည့်နေတဲ့လူကြီးလူလက်လူငယ်တွေအပါအဝင် တန်းနဲ့ချီတဲ့ပြည်သူတွေရဲ့အသေးကြကမဲပြတွေကိုအကြိမ်ကြိမ်နင်းချေဖျက်ဆီးခဲ့တဲ့သူတွေပါကျွန်တော်ကတော့သူတို့ကိုရွေးကောက်ပွဲဖြစ်တဲ့ပြစ်သားတွေလို့ခေါ်ကြပါတယ်။အကောင်48လုလဲ့ရပြီးနောက်ပိုင်းမှာ၄နှစ်တစ်ချိန်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။ထံကွာ51 52မှာတစ်ကြိမ်ထံကွာ56မှာတစ်ကြိမ်ထံကွာ60မှာတစ်ကြိမ်အားလုံး3ကြိမ်ပါပြည်သူတွေကသူတို့ကြိုက်တဲ့ပါတီတွေကိုရွေးချယ်နိုင်ခွင့်ရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာထံကွာ62ခုမက်လ2ရက်နေ့မှာ ူနီဝဲရဲ့အာနာသိမ့်မှုကြောင့်အခြေစကြလာပြီဖြစ်တဲ့ရွေးကောက်ပွဲစနစ်နဲ့ဒီမိုကရေစီစနစ်ဖျက်ဆီးခဲ့ရပါတယ်။1994မှာဘူနီဝဲရဲ့အာနာသိမ့်ဆိုရကရွေးကောက်ပွဲပြန်လုပ်ခဲ့ပါတယ်။1994ကနေ1985အထိရွေးကောက်ပွဲ၄ကြိမ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ပါတီစုံရွေးကောက်ပွဲမဟုတ်ပါဘူး။တပါတီရွေးကောက်ပွဲပါ။တပါတီတည်းပြိုင်တော့သူ့ရဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကတရားရဂိုင်းတော့အမြင်နိုင်ခဲ့ပါတယ်။စစ်မှန်တဲ့ရွေးကောက်ပွဲတွေမရှိတော့ဒီမိုကရေစီလည်း စိတ်သုံးခဲ့ရတာပေါ့ဆိုတော့တိုင်းပြည်ရဲ့ရွေးကောက်ပွဲတွေကိုဖျက်ဆီးပြီးဒီမိုကရေစီစနစ်ကိုအစောဆုံးဖျက်ဆီးခဲ့တဲ့ပထမဆုံးအပြစ်သားကတော့ဘူနီဝင်းပါပဲနံပါတ်1တရခန်းလို့ဆိုရမှာပါ1988မှာတော့တပါတီအာဏာရှင်စနစ်ကိုစန့်ကျင်ဆန္ဒပြမှုတွေကြောင့်ဘူနီဝင်းအစိုးရစင်းပြေးခဲ့ရပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ဗိုလ်ချုပ်တွေကပဲအာဏာလွှဲယူခဲ့ပါတယ်ပြည်သူတွေရဲ့ဒီမိုကရေစီတောင်းဆိုမှုတွေကြောင့်အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကပါတီစုံရွေးကောက်ပွဲကျင်းပပေးမယ်ဆိုပြီးဒီပေးခဲ့ရတယ် န်1990မေလ29ရက်နေ့မှာရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပါတယ်။ဖန်ခွက်60ရွေးကောက်ပွဲနောက်ပိုင်းနှစ်30ကြာပြီးမှပြည်သူတွေအနေနဲ့ပထမဆုံးအချိန်မဲပြန်ပေးခွင့်ရခဲ့တာပါ။စစ်စိုးရကောင်းဆောင်ဘူစောမောင်ကသူတို့အစိုးရယာယီအစိုးရသာဖြစ်ပြီးနိုင်ရတဲ့ပါတီကိုအနာလွှဲပြီးတာနဲ့စစ်တမ်းလျပြန်မယ်လို့ထက်ခါထက်ခါကတိပေးခဲ့ပါတယ်။ခြေကန်ဥပဒေရေးဆွဲဖို့ကလည်းသူတို့တောင်းရင်မဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့စစ်ဘုံချုပ်တွေကကတိတည်တဲ့သူတွေမဟုတ်ပါဘူး။ သူတို့နိုင်စေခြင်းနဲ့ဝန်နေဝင်းရဲ့မဆလာတစ်ဖြစ်ပြောင်းတိုင်းသားစီလုံးညီညွတ်ပါတီမနိုင်တဲ့အခါမှာတော့အာနာမလွဲပဲမြစ်ပတ်ခဲ့ကြပါတယ်ဒါကတော့မနိုင်ညစ်မယ်ဆိုတော့အစင်တန်းနေကြတဲ့စိတ်သက်ကိုပြတာပါဒါကြောင့်1990ရွေးကောက်ပဲရလက်ဖြစ်စည်းတဲ့အဓိကနှစ်ယောက်ကတော့ဘူတန်းရွှင်နဲ့ဘူခင်ညို့တို့ပါပဲနောက်ထပ်အပြစ်သားဘူကျုံနှစ်ယောက်လို့ပြောရမှာပါဘူတန်းရွှင်ရဲ့ရွေးကောက်ပွဲအပြစ်ကဒါတွေမဟုတ်သေးပါဘူး2010ရွေးကောက်ပွဲအထိကျူးလွန်ခဲ့တာပါ ဒီနေရာမှာနောက်ထပ်အဓိကတရားခံတူကတော့ဘူချုပ်ကြီးသိန်းစိန်ပါဘူသိန်းစိန်ရဲ့စစ်တပ်ကမြန်မာနိုင်ငံရေးမှာဥဆောင်ကဏ္ဍမှာအမြဲပါဝင်နေဖို့အရှမ်းဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့မြို့သားညီလာခံမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့သူပါဆိုတော့စစ်တပ်ထာဝရအုပ်ချုပ်နိုင်ဖို့အတွက်2010ရွေးကောက်ပွဲမတိုင်ခင်ကတည်းကကြိုတင်ပြင်ဆင်နေတဲ့ဘူချုပ်တွေတဲကအဓိကလူတစ်ယောက်ပါအဲ့ဒါတွေပြင်ဆင်ပြီးမှသူတို့အစိုးရ2010ရွေးကောက်ပွဲကိုစိတ်တိုင်းကျကျင်းပခဲ့ပါတယ် 1990ရေကောက်ပွဲတုန်းကလိုပဲအဓိကအတိုက်ခံခေါင်းဆောင်တွေကိုဖန်စီထားပြီးကျင်းပခဲ့တာဒါကတော့ရေကောက်ပွဲနဲ့ပတ်သက်လာရင်ဘူဂျုံကြီးတွေရဲ့သူကတက်တည်ဘလောက်ရှိလဲဆိုတော့ပြတာပါဆိုတော့2010ရေကောက်ပွဲကိုမဲလိန်ပြီးနိုင်ယူခဲ့တဲ့အဓိကတရားခံလူကတော့ဗုဒ္ဓန်ရွှေနဲ့ဘူဂျုံအောင်တမရဦးသိန်းစင်တို့ပါပဲ2010ရေကောက်ပွဲမှာသူတို့ရဲ့ဇယိုက်မှန်တွေပြန်ပေါ်လာပါတယ်သူတို့ပါတီမနိုင်တော့စစ်တပ်ရဲ့နိုင်ငံရေးလမ်းစဉ်ဖြစ်တဲ့ အာနာသိမ့်တဲ့နည်းနဲ့အာနာကိုပြန်လူယူခဲ့ပါတယ်ဒီကြိမ်တော့ကိုတန်းရွှေတက်ချုပ်ပြခံထားခဲ့တဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာသိမ့်ခဲ့တာပါသူရဲ့အာနာတမန်မှုတမနာဖြစ်ကျင်တဲ့နိုင်ငံရေးလောဘတွေကအဓိကတုံ့ဝါဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာသူ့ကိုဝိုင်းမြောက်ပေးခဲ့တဲ့နိုင်ငံရေးသမားတွေနဲ့တိုင်းသားကောင်းဆောင်တချို့လည်းပါပါတယ်သူတို့ကရွေးကောက်ပွဲသာတရားမမျှတရင်တက်ချုပ်အနေနဲ့မလုပ်ပေးနိုင်မလဲလို့ သွားမိခဲ့ကြပါတယ်စီကောင်းဆောင်မင်းအွန်လိုင်းကသူမလို့ရတာဘာမှမရှိဘူးလို့ပြန်ဖြေခဲ့ပါတယ်နောက်ဆုံးတော့ဗိုလ်ချုပ်တွေကအာနာတနက်ပြောင်းွားကလာတယ်ဆိုတော့လက်နက်အားကိုတဲ့နိုင်ငံရေးလမ်းစဉ်ကိုပဲကျင့်သုံးတတ်တဲ့သူတွေပါဒီလိုရွေးကောက်ပွဲရလက်ကိုဖြတ်စည်းခဲ့တဲ့စစ်ကောင်းဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကရောဘယ်လိုဖြစ်နိုင်ပါသလဲဘူဂျုံမူကြီးမင်းအောင်လည်းကမထူးဆက်ခင်ပါဘူးဟွန်းမထူးဆက်ခင်ပါတနာလဲတနာပါတယ်သူကတော့ အာနာနဲ့သူ့ရဲ့ personal ambition သူ့ရဲ့ကိုယ်ကိုယ်တာဆန္ဒတွေကိုဦးစားပေးလို့တခါမှာနိုင်ငံအတွက်မပါဘူးဆိုတာထင်ရှားတယ်။ဘာကြောင့်အခုကျွန်တော်ကိုဗစ် -19 နဲ့ပတ်သက်ပြီးတကယ်လုံးဒုက္ခရောက်နေတယ်။ဒီဆီထုတ်ရတဲ့တဝက်တစ်ပြက်အဲ့ဒါနဲ့မူတည်ပြီးဒုတိယချက်ကနိုင်ငံစီဝါရေးကြားတယ်။ဒါဒုတိယချက်။အဲ့လိုအချိန်မှာဒီလိုမထောက်မညာ အာနာသိန်းဟာအမြော်မြင်နေတယ်အမြင်ကြီးမြောက်နေလို့ကျွန်တော်မြင်တော့ဒါတစ်ချက်နောက်တစ်ချက်ကတော့တိုင်းပြည်သမိုင်းကိုကြံကြည့်မယ်ဆိုကျွန်တော်အသက်80ရှိပြီခံကွက်60နှစ်ခွေပူဇော်ကြီးနေဝင်အာနာသိန်းနဲ့တွေ့ခဲ့ရတယ်ပူဇော်ကြီးနေဝင်အာနာသိန်းနဲ့ကြောင်း26နှစ်ကာလမှာမြန်မာနိုင်ငံစီးပွားရေးချစ်ချုံကြသွားတယ်တရားလည်းသိခဲ့။နောက်ဘုရားကြီးဆုံးမဘုရားမကြီးတရှိလို့သူတို့လုတ်ခဲ့ရမှာ တိုးတက်တဲ့အပိုင်းရှိတယ်။တခြားတွေပေါ်လာတယ်။ဒါနိုင်ငံတစ်ခုမှချိန်ကြည့်မယ်ဆိုတော့စီးပွားရေးရောလူငွေရောနိုင်ငံရေးရောအမှန်တကယ်ချုပ်ချာနိုင်ငံကမလေးစားနိုင်ငံကဗမာဆိုရင်လူရမှုတော့ဘလိုပဲမမဘောကိုအားရပါရမပြီးလွတ်တော်တဲ့ဝင်ပြီးထိုင်နေတဲ့ကောင်လေးရဲ့အနေထားရဲ့ပြောစကားလေးဖြစ်ပါတယ်။ပြပွဲပန်တရားနဲ့မှာလူငယ်တွေကိုဘယ်လိုကဲထုတ်မလဲဆိုရဲတော့ပြတယ်အဓိကကျွန်တော်တို့မလုပ်ကြမှာကျွန်တော်မြင်လာတော့တုံးပိုင်းမြင်တော့တုံးပိုင်းမြင်တော့ဆိုတော့နံပါတ်1ကတကယ်ကိုအခုလောက်နေတဲ့ actor တွေပေါ့တကယ် actor တွေ actor တွေဆိုတဲ့နေရာမှာ အာကျွန်တော်တို့ပိုဘက်ဒီဘက်စစ်ပွဲမှာတကယ်ပါဝင်ပတ်သက်ပြီးတော့မှတကယ်လုံနေကြတဲ့အဖွဲ့တွေဒီအဖွဲ့တွေကညာဆုံးညှိနှိုင်းမှုလို့လေငါတို့ဒီစိုးမွေကြီးကိုငါတို့ရဲ့နောက် generation ကိုမပေးခဲ့ဖို့လို့ရဆိုတော့တိမျိုးရှိပြီးတော့မှတကယ်ကိုပြန်ဆွေးနွေးဖို့အလားအလားသူတို့ကိုယ်တိုင်လုပ်မှရမှာဖြစ်တာ။ Okay သူတို့ကိုယ်တိုင်ကမလုပ်ချင်သေးဘူးဆိုပါစို့။ပြီးတော့နောက်တစ်ခုကဒီစစ်ပွဲနှစ်ခုဖြစ်တယ်ဆိုတော့စစ်ပွဲတွေဖြစ်တယ်ဆိုတော့ဟာဟိုဘက်ဒီဘက်ပေါ့။အဒီဘက်က စက်တက်ရှိမယ်ဟိုဘက်ကလည်းဒါဒါတန်းသားလက်နက်ကင်တွေရှိမယ်တခြားလက်နက်ကင်တွေစံကျင်မဲ့လက်နက်ကင်တွေရှိဒီနှစ်ခုကတကယ်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဒါအချင်းချင်းစံကျင်ခြင်းအပြင်ရောအပြန်အလှန်ကျေစုပြုနေတယ်ဒီဘက်ဒီဘက်ကလည်းစက်တက်ကြီးရှိနေတဲ့အတွက်ကြောင့်မလို့တို့တော်လာနေရတာပေါ့အခါလေးပြပြီးတော့မှတော်လာနေရဒီဘက်ကလည်းဒါလေးပြပြီးတော့မှတွေ့လာအစမပြေဘူးငါတို့ရှိမှပြမယ်ပြတယ်ဆိုတော့ ီလိုကြီးဖြစ်နေတာအချင်းချင်းအပြန်အလှန်ကျေစွပြုနေတာเนาะကျွန်တော်တို့အောက်ကလူငယ်တွေကအသက်ပေးအဲ့ရပြောရမှန်းဆိုလို့ရှိရင်တိတ်တိတ်ပဲဖြစ်ဘူးဒီအတွက်ကြောင့်မလို့ဖြည့်ရှင်းမှုအတွက်ဆိုရင်တို့နှစ်ယောက်ကအချင်းချင်းညှိနှိုင်းဖို့လိုတယ်နံပါတ်1တကယ်ကိုပြောနိုင်ဆိုနိုင်တဲ့ပါတီတွေဟုတ်လားတကယ် stakeholder တွေအကုန်လုံးကတိုက်တွန်းအောင်အခုကျွန်တော်တို့လက်ထောက်တိုက်တွန်းခင်ဗျားတို့တော်ပါတော့ရက်ပါတော့ညှိနှိုင်းကြပါတော့ဆွေးနွေးကြပါတော့လူငယ်တွေသိတာများလာပြီ လူငယ်တွေကအသက်တွေကိုချမနေမှလည်းဆိုတော့ဒါကျွန်တော်တို့ပြောနေနောက်ဆုံးတတိယအချက်ကပိုတောင်အရေးကြီးမလားမသိဘူးဒါလူငယ်တွေကိုယ်တိုင်ကိုကကျွန်တော်တို့အိမ်ထဲကအင်ဖန်ထွက်စရာမလိုဘူးတို့အရေးတော့အော်စရာမလိုနော်ကျွန်တော်တို့ဖုန်းထဲကနေပဲ TikTok တွေပဲဖြစ်ဖြစ် Facebook တွေပဲဖြစ်ဖြစ် YouTube တွေပဲဖြစ်ဖြစ် Social Media Platform မှာအစွန်းရောက်နေတဲ့ဟိုဘက်ဒီဘက်နော်ကျွန်တော်တို့ကိုယ်တိုင်ကလည်း clever moderate ဖြစ်ပြန်အစွန်းရောက်နေတဲ့ post တွေအစွန်းရောက်စွာပြောနေတဲ့လူတွေမှန်သမျှ ကိုဘက်ဒီဘက်ကဟာတွေကိုအ ਨੇ ဆုံးရှိန်အောင်အလောက်လောက်ပြောပြီးရင်ဒီကောင်းလေးကိုကျွန်တော်တို့ကိုဘက်စကားနဲ့ပြောရင် PC လောက်မှာပေါ့ဟုတ်လားဒါမျိုးလောက်လောက်တယ်ဆိုလို့ရှိရင်တို့တို့ဘာလို့တို့ကြောက်တယ်အလားတချွေးပြန်လျှော့လာအခုဆိုရင်မကြည့်နော်ဆန်းဆန်းခိုင်းလိုက်ရှုပ်ပွဲကိုဘက်ကအာဒါဒီလိုကာလိုက်မှပျော်နေတာဘာဖြစ်တယ်ညလောက်သွားတယ်အကုံလုံးကတက်တက်ကြွကြွအားပေးတာနော်ကြည့်လိုက်ဘာမှတော့တိတ်မပြောရဲတော့ ဆိုတော့နှစ်တည်းကလည်းကြာလာပြီလူငယ်တွေဒီတမှာပိတ်လောင်မွန်းချက်နေတာကြာသူတို့ရဲ့ဖက်ပေါက်သူတို့သိတယ်ဒါလောက်ကိုလောက်အောင်ကြာလာလေလေဒီဟာတွေကိုကျွန်တော်တို့ကိုယ့်အကူပျော်ရွှင်တာလူငယ်တွေပြောတာဘာဖြစ်ရှိတော့ပြောရမှာရဲရဲပြောပြောယုံနေမကသေးဘူးခုနပြောသလိုအနည်းဆုံးတော့အဆုံးရောက်နေတဲ့ပိုးစိတ်အောင်မှာရှင်း